ရှင်သီဝလိဂါထာတော်ရှင်သီဝလိဆိုတာဗုဒ္ဓမြတ်စွာဘုရားရှင်တက်တော်ထင်ရှားရှိစဉ်အခါကလက်ပေါ်များတဲ့နေရာမှာဣတတဲ့ဘွေထူးကိုရရှိထားတဲ့ယဟနာတပါးပဲဖြစ်ပါတယ်။တခါတော့ကမြတ်စွာဘုရားရှင်နဲ့နောက်ပါယဟန်များစွာတို့ဟာတော်လန်ခီးတစ်ခုကိုကြွเสียကိစ္စပေါ်လာတဲ့အခါ အရှင်အာနန္ဒာကမြတ်စွာဘုရားဒီတော်လန်ခီးကအစာရေစာရှားပါးပါတယ်ဘုရား တခြားလမ်းကကြွတာပိုကောင်းပါလိမ့်မယ်လို့ရှောက်တင်တဲ့အခါမှာမြတ်စွာဘုရားကဒီခရီးကြွမဲ့တန်ဃာတော်တွေထဲမှာအရှင်သီဝလိပါတယ်မဟုတ်လားရှင်သီဝလိပါရင်စွန်ကုန်းအတွက်ဘာမှပူပင်ကြောင်းကြစရာမလိုပါဘူးလို့ပြန်မိန်တော်မူပါတယ်ဒီစကားကို ထောက်ကြည့်ခြင်းအပြင်မြတ်စွာဘုရားရဲ့ယုံကြည်မှုကိုတောင်ရထားတာဆိုတော့ရှင်သီဝလိမထေရမြတ်ဟာဘယ်လောက်ဘုန်းကံကြီးမားတယ်လဲဆိုတာခံမှန်းလို့ရပါတယ် ရှင်သီဝလိကာရာကိုသရထက်တဲ့ယုံကြည်စွာရွတ်ဖက်ပူဇော်မယ်ဆိုရင်မိမိတို့ရဲ့လိုအင်ဆန္ဒတွေပြည့်ဝနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ရှင်သီဝလိဆေကာထာကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။သီဝလိသမဟာနာမံတပ္ပလဗံဘဝိတတိထေရတအာနုဘာဝေနသဗ္ဗေဟွန်နုပိယံမမသီဝလိသမဟာဝေရော ရေရေပတ္တန်တုမံပိယံ ေတေပတ္တန်ုပရမံသနဗရံပုဇေယံတုတိဝလိစမဟာထေရောမမတိတေထပိတဝါနစံဘူးဒီပါမန္တလေနစယောမန္တာဒုက္ခဝဟာတိဝလိစမဟာနာမံအိန္ဒာဒေဝတပြမကာမနုဿပုရိသောအိဋ္ဌိမဟာလာဘံပဝိတ္တိတိဝလိစမဟာလာဘံ နာနာဒေတိဝရံဝရံဣဒံမိပုစိတံဒေတိမဟာဒုက္ခဘဝိတတိဝဏ္ဏဒဏ္ဏနရာဒိတိအာနာမရှံဘဝေဘဝေတဝရုခေရာသဒီတာတပ်ပေကောဒံဝိနတန္တုတိဝလိဇမဟာလာဘံတပ်ပလာဘံဘဝိတတိထေရတအာနုဘာဝေနတဒါဟောတုပိယံမမ တိဝလိဇမဟာထေရောရေရေပတ္တန္တုမှန်ပြီးယံတေတေပတ္တန္တုမှန်ပြီးယံသနာပရံပုစိတ်တန္တိတိဝလိဇမဟာထေရောမမတိတေထပိတဝါနမန္တတိဇာဇယောမန္တံအဟံဝန္ဓာမိတပ္ပတာတိဝလိဇမဟာထေရောဒေဝမနုဿပုစိတောတောရဟောပစ္စယာဒီနံ မဟာလာဗံကရောတုမေတိဝလိသမဟာနာမံတပ္ပလာဗံဘဝိတတိထေရတအာနုဘာဝေနသဗ္ဗေဟွန်နုပိယံမမတိဝလိသမဟာဝေရောယေယေပတ္တန်တုမံပိယံတေတေပတ္တန်တုပရမံသနဗရံပုဇေယံတုတိဝလိသမဟာထေရောမမတိတေထပိတဝါနစံဘူးဒီပါမန္တလေးနာ စယောမန္တဒုက္ခဝဟာတိဝလိစမဟာနာမံအိန္ဒာဒေဝတပြမက မနုဿပုရိသောအိဋ္ဌိမဟာလာဘံဘဝိတတိတိဝလိစမဟာလာဘံနာနာဒေတိဝရံဝရံဣဒံမိပုစိတံဒေတိမဟာဒုက္ခံဘဝိတတိဝဏ္ဏန္တနရာဒိဋ္ဌိ အာနာမရှံဘဝေဘဝေတဝရုခေရာသဒိတာသဗ္ဗေကောဒံဝိနတန်တုတိဝလိဇမဟာလာဘံသဗ္ဗလာဘံဘဝိတတိထေရတအာနုဘာဝေနတဒါဟောတုပိယံမမတိဝလိဇမဟာထေရောရေရေပတ္တန်တုမှန်ပိယံတေတေပတ္တန်တုမှန်ပိယံသနာပရံပုစိတ်တန်တိ တိဝလိဇမဟာထေရောမမတိတိထပိတဝါနမန္တတိဇာဇယောမန္တံအဟံဝန္ဓာမိတပ္ပတာတိဝလိဇမဟာထေရောဒေဝမနုဿပူဇိတောတောရဟောပစ္စယာဒီနံမဟာလာဘံကရောတုမေရှင်တိဝလိမထေမြတ်ဤဂုံတော်ကျေးဇူးတော်ကြောင့်မိတ်ဆွေများကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။ ကောင်းကျိုးလိုရာစံတာများပြည့်စုံကြပါစေ။